မိုင်းဆိုပိတ်တယ်လို့မင်္ဂလာပါနဝင်မာအနိုင်တကာပွဲစဉ်တွေမတိုင်ခင်ကျွန်တော်ရှင်ပြိုင်ကစားကြမဲ့ပြီးပြားလေးပွဲစဉ်၁၁ထဲမှာတော့ပိတ်သက်ကြိုက်ပွဲစဉ်တွေအများပြပါဝင်နေပြီးတော့အဲ့ဒီကမန်စီးတီးအသင်းနဲ့လီဗာပူးအသင်းတို့ရှင်ပြိုင်ကြမဲ့ပွဲစဉ်ကြောင်းကိုကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့ဘွဲကိုတော့နိုဝင်ဘာ9ရက်ည7:00နာရီချိန်မှာရှင်ပြိုင်သွားမှာဖြစ်ပြီးတော့မန်စီးတီးတင်းရဲ့အိမ်ကွင်းအီတီအက်ကွင်းကြီးထဲမှာရှင်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ် နှစ်သင်းစလုံးကတော့ကျွန်တော်ထိတ်ဆုံးနေရကအာဆင်နဲ့အသင်းကိုဖိအားပေးရမယ့်အချိန်မှာထိတ်ထိတ်တွေးဆတာကြောင့်မဖြစ်မနေရမှတ်အပြည့်ရယူနိုင်ဖို့အတွက်လိုအပ်နေတဲ့ပွဲစဉ်လေးဖြစ်တာကြောင့်တော်တော်လေးကိုကြည်ကောင်းမဲ့ပွဲစဉ်ဖြစ်လာမှာတော့သိကြပါတယ်။မန်စီးအသင်းကတော့ဘုံမောက်သင်းကို၃ဂိုးတိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပြီးတော့ပြီးမြားလေးနိုင်ပွဲပြန်လဲရှာဖွေထားနိုင်တာလည်းဖြစ်ပါတယ်။လီဗာပူးအသင်းကလည်းအက်စတွန်ဗီလာအသင်းကို၂ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပြီးတော့ပြီးမြားလေးမှာရှုံးပွဲဆက်နေတာကိုတော့ရက်တန့်ထားနိုင်တာလည်းဖြစ်ပါတယ်။ အရင်ဦးဆုံးမန်စီးတီးအင်းကြောင်းကိုပြောပြပေးခြင်းနဲ့မန်စီးတီးအင်းကတော့လက်ရှိပြီးများလေးယာတီမှာဟာလန်ရဲ့ကျွန်တော်တို့တိုက်စစ်မှုဟာလန်ရဲ့ twin goal တွေကိုအလွန်မင်းမိခွန်နေရတာကိုတော့တွေ့မြင်ရမှာပါမန်စီးတီးအင်းကဒီယာတီပြီးများလေးပြိုင်ပွဲမှာ twin goal 20ကြီးရယူထားနိုင်ပြီးတော့အားကောင်းတဲ့ပုံစံတော့ပြသထားနိုင်တယ်ဒါပေမဲ့လည်းအဲ့ဒီတွေက twin goal 73 goal ကတိုက်စစ်မှုဟာလန်က twin ယူပေးထားနိုင်တာလည်းဖြစ်ပါတယ် ဒါကြောင့်တိုက်စစ်မှုဟာလည်းဂိုးမရတဲ့အချိန်မှာကျွန်တော်တို့ဂိုးတွေရရှိနိုင်ဖို့အတွက်မန်စီးအင်းတင်ရဲ့အဲ့ချက်ကိုပြင်ဆင်နိုင်ဖို့လိုအပ်နေရလဲဖြစ်ပါတယ်။ဒီရာဒီမှာတော့မန်စီးအင်းအကောင်းဆုံးပုံစံကိုမရသေးဘူးဆိုပေမဲ့လည်းအာဆင်နယ်အသင်းကိုဆက်ပြီးတော့ဖိအားပေးနိုင်ဖို့အတွက်ကတော့လီဗာပူးအသင်းနဲ့ပွဲစဉ်မှာမဖြစ်မနေရမှတ်ပြေးရယူနိုင်အောင်စွမ်းဆောင်ရမှာဖြစ်တာကြောင့်ဒီဘွဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါမှာ။လီဗာပူးအသင်းကတော့နောက်ဆုံး6ဘွဲမှာ9ဘွဲထိအရေးနေထားတာကနေပြန်ပြီးတော့ရုံထွက်နိုင်ကြတာကိုတော့မြင်တွေ့ထားရမှာလည်းဖြစ်ပါတယ်။နောက်ဆုံးကစားထားတဲ့2ဘွဲမှာလည်းကျွန် တော့ SN Villa နဲ့ Real Madrid အသင်းကိုအနိုင်ရပြီးတော့အကောင်းဆုံးပုံစံတွေကိုတော့ပြန်လဲပြသထားနိုင်တာလည်းဖြစ်ပါတယ်။ဒီဟာဒီအားနည်းနေရကျွန်တော်တို့ခံစီချောင်းကလည်းပြီးခဲ့တဲ့နှစ်ပွဲမှာပေးကိုမရှိအောင်ဆွမ်းဆောင်ပြနေပြီးတော့အကောင်းဆုံးပုံစံနဲ့ပြန်လဲပြသထားနိုင်တာလည်းဖြစ်ပါတယ်။ပြီးများလေး Champions ကိုဆက်ပြီးတော့ထိမ့်သိမ်းသွားနိုင်မှုကျွန်တော်တို့ Champion ပြေးလမ်းကြောင်းမှာဆက်ပြီးရှိနေနိုင်မှုအတွက် Liverpool အသင်းအတွက်ကလည်းရမှတ်ပြည့်ရယူနိုင်ရမယ့်ပွဲစဉ်မျိုးဖြစ်တာကြောင့်သူတို့အနေနဲ့ဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတာကလည်းစောင့်ကြည့်သွားရမှာပါ။နှစ်သိမ်းထိတ်တိုက်တွဲဆုံထားမှုအခြေအနေတွေကိုလည်းပြောပြပေးခြင်း နဲ့နောက်ဆုံးထိတိုက်တွဲဆုံထားတဲ့42ကြိမ်မှာမန်စီးတီးသင်းက10ကြိမ်ပဲအနိုင်ရထားပြီးတော့လီဗာပူးသင်းက18ကြိမ်တရီရလက်က14ကြိမ်ထွက်ပေါ်ထားရလဲဖြစ်ပါတယ်ထိတိုက်တွဲဆုံမှုအချက်လက်တွေရတော့လီဗာပူးအသင်းကအသာစီးရယူထားနေတာလည်းဖြစ်တယ်ပြီးခဲ့တဲ့ရာသီပြီးများလိမ့်မှာတွဲဆုံတဲ့နှစ်ပွဲစလုံးကိုလည်းလီဗာပူးအသင်းကပဲအနိုင်ရရှိအောင်စွမ်းဆောင်ထားနေတာလည်းဖြစ်ပါတယ်မန်စီးတီးသင်းကတော့2023ခုနှစ် AV မှာလီဗာပူးအသင်းကိုအနိုင်ရခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့200ဒီစလုံးပြီးများလိမ့်ပြိုင်ပွဲမှာအနိုင်ရလက်မရရှိတော့တာပါဒံရရစီးရင်ကို ကြည့်မယ်ဆိုလို့ရှိရင်မန်စီးတီးအသင်းကကိုဘာစစ်တူဘယ်ဒဏ်ရာရရှိနေရလဲဖြစ်တယ်။လီဗာပူးအသင်းကတော့ကျွန်တော်တို့အယ်လီဆန်ကျွန်တော်တို့ပြီးရင်အီဇက်ဖရင်ပေါင်တို့ဒဏ်ရာရရှိနေရလဲဖြစ်ပါတယ်။ဒီပွဲကနှစ်သင်းစလုံးအတွက်အလွန်အရေးကြီးတဲ့ပွဲစဉ်လည်းဖြစ်တယ်။ရမယ်ရောတဲ့အသင်းကထိတ်ဆုံးနေရကအာဆင်နယ်အသင်းနဲ့အမတ်ကွာဟာမှုများသွားနိုင်တဲ့အခြေအနေမျိုးလည်းရှိနေတာကြောင့်ဒီပွဲကိုခံမဲရမယ်ဆိုလို့ရှိရင်တော့တရေရလက်လည်းထွက်ပေါ်နိုင်ပြီးတော့အနိုင်ဆိုလို့ရှိရင်တော့အင်ရှင်မန်စီးတီးအသင်းကိုအကြိုက်တွေ့မိပါတယ်။ပိတ်သက်နေနေရောဘယ်လိုမျိုးမြင်လဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးတော်လို့ရပါတယ်။